ပြတာအထီးအရန်နာဘူးတယ်ညတော့ဘလောက်ဒုက္ခရောက်လဲဆိုတော့ဘာပြောင်းမှရတော့မယ်တထီးရတီးရတာမှာအရန်နာဘူးတယ်ညတော့လည်းတစ်ခုကန်ကောင်းတာညအမောင်မစိတ်တောက်လျှောက်ဘူးတယ်ဘာလို့ပို့လဲဆိုတော့မင်းမြောင်းသွားရင်သူလွမ်းနေရမယ်သူအရန်လွမ်းနေရမယ်မင်းမျက်နှာလေးကရန်အေးချမ်းတာအဆုံစီးငါပဲညီမလေးတို့ရင်အမနဲ့စိတ်တွေရှုံလို့တိလားမစိတ်တွေလည်းပို့ထားတယ်ဖက်တာတွေရောနန်းတာတွေရောရှုံတာတွေရောအမကတော့တော်တော်စိတ်ရှုပ်တယ် မသူမိမရဲ့တင်းကြီးကိုခံပြီးတော့ကျန်တဲ့လက်၂၀ကိုနေမဲ့ထားအောင်တောင်းတနည်းနည်းတနည်းမဟုတ်တနည်းတော့ဒီတတိရဲ့အနေပြုမှန်လွတ်ချင်မှလွတ်မယ်အမအလိုဖြစ်မခံနိုင်ဘူးသိလားမြမမိန်းကလေးတွေအိုမမဘဝပြတ်သွားတယ်အများကြီးရှိတယ်တဲ့အဲ့လိုပြောချင်တော့အခုအမရုံးမဲ့ပြန်ပြီးတော့အိတ်ချင်းမှဖြစ်မယ်သိလားအခုနေမကောင်းတညာလုံးပိတ်ဘူးတညာလုံးကိုမအိတ်နိုင်တာခဏလေးနိုင်ဝလာအိတ်ပြောသွားပြန်လို့လေစိတ်တွေဆို အမကိုစူစူဝါဝါသူမဆက်ဆက်တိုင်းဘူးလေသူမိမသူစူစူဝါဝါဆက်ဆက်ခိုင်းတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါရယ်ခုတစ်ခေါက်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိုမန်နိုင်ငံမှာအလုတ်သွားလုပ်နေတဲ့ညီမမင်းကလေးလှုပ်ရှင်တထေးအိုမန်မျိုးသားရဲ့နာဘူးကြမှုကြောင့်ခက်ခဲနဲ့ရင်ဆိုင်နေရတဲ့အခြေအနေမျိုးဖြစ်ပါတယ် ူရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကိုမိတ်ဆွေတို့လည်းဘုဒ္ဓတအနေနဲ့သင်ခန်းစာယူစရာအနေနဲ့တည်ရအောင်လို့ဆက်ပြလိုက်ခြင်းဖြစ်ပါတယ်။အရင်ဆုံးဗီဒီယိုလေးကြည့်လိုက်ရအောင်။ဒါလေးမုန်းနေလို့ခဏလေးလက်ကမငြိဘူး။ပြောပြအောင်အဖြစ်ကြောက်ဖို့စဉ်းစား။မနေ့ကတတိမာအပြင်းအပြက်လာတော့အမအော်တယ်ဒီလား တလောက်သူတို့အိတ်အလုပ်ကိုလက်ရမှုမရှိအမှလုပ်ပေးတယ်နော်။ဘာလို့သူမကြိုက်ဘူးအော်လဲဆိုတော့အများနဲ့ကိုကခံရတာ။ဘာလို့သူမကြိုက်တာလဲဆိုတော့မနေ့ကသူ့ယောက်ျားနေကင်းသမင်းစားပြီးတော့သူတို့စားပြီးတော့အမကိုဟိုကသူပြရတဲ့မင်းတို့အတွက်ဒီမှာတဲ့အချိုကြီးပေါ့သူတို့နိုင်ငံကိုကာကိုလာဘူးအမကိုသမင်းစားပြီးတော့သူတို့တောက်ပြီးတော့အမအတွက်ချန်ထားတာပြေးလိုက်တယ်။ပြီးတော့အမအင်းအင်းပေါ့အဲ့ဒါကိုတတိမှမကြိုက်ဘူး။ မတိုက်ဖြစ်ပြီးသူတို့လင်မယားလျောက်အပြစ်သွားတယ်အပြစ်သွားပြီးပြန်လာတော့ရေးတယ်ကျွန်မနားအဲ့ဒီကျွန်မနားမုန်နေစကားပြောမယ်ဆိုမှအဲ့နဲ့ဘာဖြစ်လဲဆိုတော့သူတို့အပြင်းသွားတော့ကလေးတွေရထားခဲ့ကလေးနှစ်ယောက်ကလေးနှစ်ယောက်ထားခဲ့ကလေးတွေကသူတို့ရှေ့ကသူ့အမေအိမ်ကကလေးအမျိုးတွေကဘာလီမန်းကုန်သူရှုပ်ဆက်တယ်အဲ့ကလေးတွေအကုန်လုံးအိမ်ထဲကိုခေါ်ပြီးတော့မုန်နေစားကြတော့ကြတယ်မုန်နေစားတော့တော့အခန်းထဲသူတို့ကလေးတွေကွန်ပျူတာထားတဲ့အခန်းထဲမှာမုန်နေပြတ်တဲ့ခါအားလုံးကြော်တယ် ကောဆိုးပါတော့ဘာတခမခေါ်ပြီးမင်းနဲ့တရားဘာလို့တက်ရှင်းလို့တော့ဘာအောင်ညာအောင်ပြီးအောင်အော်ဟစ်ပြီးတောင်းကြတာအမလည်းအဲ့ဒါစိတ်ကမရှိတော့ငါကလို့အားနေရမဟုတ်ဘူးမင်းဟူတိုက်နေရလို့အာယုန်နီလို့အာယုန်လို့ရတဲ့အလစ်တဲတဲ့နည်းနည်းလေးတဲ့ဘတ်တလာရှူလို့အဲ့မင်းတို့အင်ကြီးတဲ့ပစ်လို့တခါအင်ကြီးတစ်ထဲတိုက်မိနစ်20ကြာတယ်ညီမလေးတို့သိပါလေညီမလေးတို့လည်းတိုက်ဖို့နေကြအင်ကြီးမပြတ်မပြတ်ပြန်လို့ ်ခောက်ရိုးဟိုမဖြစ်မဖြစ်ပြန်လို့လည်းအများနဲ့တော့စောက်ကြီးတွေများစောက်ကြီးတွေရှိတယ်အများနဲ့ကိုတားကိုတင်းကြီးခံတယ်ပြောမပြောင်းဘာဖြစ်ဖြစ်ငါသူတို့နိုင်ငံဒီနိုင်ငံက housemate ငါလောက်ရမယ်ငါတာဝန်ငါကြီးတယ်အဲ့ဒါအခုဘယ်လိုဖြစ်လဲဆိုတော့မင်းလာကြည့်တိုင်းတော့မင်းအင်ကြီးတွေကိုမင်းတို့အင်ကြီးတွေကိုတက်မိဟုတ်တစ်ခါတက်အင်ကြီး main 20ကျားလဲတော့ငါမတ်တရက်တက်ရတာလို့ မင်းလာကြည့်လိုက်ဆိုတော့အဲ့မှာတခါပြီးသွားတော့သူ့အိမ်ထဲကိုအမတက်ရှင်းပြီးအကုန်လုံးသွားတက်လုပ်ပြီးမိဘဆောင်ထဲဝင်တော့လေအမတက်ရှင်းလို့အမဘယ်တော့မှစိတ်ကမခံနိုင်တော့မျက်ရည်တော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 ်ချပြီးတော့ငါပြောင်းမှရတော့မင်းတတိယတရားသားမှာအရန်နာပူတယ်ညရပါလေတခုကံကောင်းတာညအမောက်မစိတ်တောက်ချက်ပူတယ်ဘာလို့ပို့လဲဆိုတော့မင်းမြောင်းသွားရင်သူလွမ်းနေရမယ်သူအရန်လွမ်းနေရမယ်မင်းမျက်နှာလေးကရန်အေးချမ်းတာအဆုံစီညမယ်ညီမလေးတို့ရင်အမနဲ့စိတ်တွေရှုပ်လို့တိလားမစိတ်တွေလည်းပို့ထားတယ်ဖက်တာတွေရောနန်းတာတွေရောရှုပ်နေတယ် မနေတော်တော်ဆိတ်ရှုပ်တယ်အမသူ့မိမရဲ့တင်းကြီးကိုခံပြီးတော့ကျန်တဲ့လက်နဲ့ဆယ်ကိုနေမဲ့ထားအောင်တောင်းတနေ့နေ့တနေ့မဟုတ်တနေ့တော့ဒီတတိရဲ့အနေပြုမှန်လွတ်ချင်မှလွတ်မယ်အမအလိုအဖြစ်မခံနိုင်ဘူးသိလားမြမမိန်းကလေးတွေအိုမန်မှာဘဝပြတ်သွားတယ်အများကြီးရှိတယ်တဲ့အဲ့လိုပြောကြတော့ဟုတ်ပါအဲ့တကယ်ပဲเนาะတချို့တွေစိတ်မနှံ့ပဲစိတ်မနှံ့နေပြီဖြစ်သွားရအောင်ရှိတယ်။တညာလုံးပဲတညာလုံးကိုမအိတ်တိုင်းတာ ခဏလေးနိုင်ဝက်လောက်အိပ်ပြောသွားရင်ပြန်လို့တယ်စိတ်တွေစောကန်တယ်အိမ်မက်တီးကလည်းမက်လိုက်တာကောင်းတာတွေရောမကောင်းတာတွေရောဘာတွေမှန်လူတဲ့ယူတော့မယ်သိလားစိတ်တွေလည်းရှုပ်လို့ကိုကိုကိုလည်းလေဘလို့ဘာတွေမှန်ကိုမသိဘူးအရန်ကိုအာယုံလေးနောက်နေပြီတတိမာတမျိုးတတိနာဘုကတမျိုးငါဘဝအလေးညီမလေးကိုလည်းတတိနာမွေးမခံနဲ့သိလားအိမ်သာပြောင်းအိမ်ပြောင်းတာပြောရုံကလည်းတာဝန်ယူမှုတာဝန်ခံမှုရှိသိလားအခုအမရုံချိမှုတော့ပြောပြထားတယ်အညီမလေးကုညီမလားတော့မသိဘူး စိတ်ချပါလို့အခုကုညီမညီမလေးနဲ့ဒီဗီဒီယိုတွေ့လို့ရှိရင်လေအမအိတ်ရှေးရမြန်ပါတယ်နော်အမအလုံးလုံးနိုင်ပါတယ်အလုံးလုံးအမအမမချောက်ဘူးတော့အမရဲ့ပုံစံကိုကြည့်ပြီးတထွေးတွေသဘောကျမှာပါအမတက်တက်ရရတက်တက်ရှင်းရှင်းပဲနေတာပါလောက်တာခိုင်းတာတက်တက်ရှင်းတက်ရပါတယ်အမအိတ်ရှေးရမြန်ပါပါညီမလေးတို့တကယ်တော့မှရုံချိတ်ပြလို့ရှိရင်တော့ညီမလေးကိုစိုက်ရုံပြီးတော့ချက်ချက်ပြန်ရမှာပါလို့အမအဲ့အဲ့တခုလို့အမခံပါတယ်နော်ညီမလေးအမပုံလည်းကြည့်အမရဲ့ဟိုတစ်တော့အကောင့်လည်းဝင်ကြည့်ကြည့်ပါနော်ညီမလေး ိတ်တွေရှုံ့လို့တိရောမယ်တကယ်တကယ်ယူးချက်တွေဒီလားတရားလုံးလည်းမအိနိုင်ဘူးအထိမအမြဲတည်းအဲပါနေ့စဉ်ရက်ဆက်သူ့ယောက်ျားနဲ့အမြဲတဝင်တူတယ်သူ့ယောက်ျားနဲ့တဝင်တူအောင်ကိုကအနေထိုင်မတက်နေမိမလည်းမဟုတ်ဘူးကိုကအနေချောင်းအစားချောင်းပြီးတော့တည်ရမလားနေစင်းနေဆိုရင်ဒီအိမ်ဆောက်ရောက်တဲ့နေ့ကလည်းဒီတထင်းနဲ့ညည်ရကြပြီအမအလိုလုံးဝလက်တက်မခံနိုင်ပါဘူးအမတို့မြန်မာမိန်းကလေးတွေဒီကိုချစ်တဲ့ယောက်ျားဟိုပဲကိုရဲ့ခန္ဓာကိုယ်ပေးဆက်တာဒါ လိုင်းပေါ်မှာမတော်တရမဖွင့်မရပြောတာမဟုတ်ဘူးเนาะတကယ်ပြောပြတာကိုကဘယ်သူမှလက်သက်မခံနိုင်ဘူးသိလားအမအောင်စာရင်းနဲ့ပတ်စီဘူးကိုကတော်တော်စိတ်တွေရှုပ်တယ်ညတော့လည်းနှုတ်ဆက်ချင်တာပေါ့နော်နှုတ်ဆက်နန်းနေပြီးချင်တာရောဘာရောစုံစည်းတစ်ပါးပဲသိတာမက်ဆေ့တွေပို့တာလူကကိုကအိတ်မပြောပါဘူးဆိုတနိုင်ထိုးခံနေလောက်ထိပဲသူအမအောင်မက်ဆေ့တွေပို့နေရမင်းအရန်ထက်မြက်တယ်ဆိုတာတွေရောမင်းအရန်ချောတယ်အရန်လိုက်မင်းထွက်သွားရင်လွမ်းနေမယ်ဆိုတာတွေရော အမလည်းဆက်ရှုလိုက်အမလည်းအလိုက်ထိုက်တော့ပြန်ပြောရတယ်မပြောလို့မရပါဘူးဘာလို့လို့ဆိုတော့သူတို့အခုချိန်ဒီ wifi မဖြတ်ဘူးအမကိုစူစူဝါးဝါးသူမဆက်ဆက်တိုင်းဘူးလေသူမိမသူစူစူဝါးဝါးဆက်ဆက်ခိုင်းနေပေါ့နော်ဒီ wifi တွေပါလေဆိုလဲသူတို့ဖြတ်ခိုင်းနေပေါ့သူမိမပြောတယ်သူပြောတဲ့ပုံစံ wifi ဖြတ်ခိုင်းတယ်အမကိုသူတို့အကြည့်ရုပ်ပြီးတော့ရုံးတယ်ပြဲမပို့ဘူး wifi ဖြတ်ပြီးအခက်မောက်ပိတ်ထားရင်အမကိုဘာမှမတတ်နိုင်ဘူးအဲ့တော့အမမှလည်းအချူတက်တဲ့တတိယ ပပားကအိမ်ရောက်သွားလို့ရှင်လည်းငါမင်းနဲ့တွေ့မှာအပြင်မှာမင်းကတွေ့မှာလို့ပြောထားတယ်အဲ့တော့တတိယဘာပြန်ပြောလဲဆိုမြန်မာတွေ့လို့မရဘူးလေသူတို့ရိုးရတလေအဲ့လိုတွေ့လို့မရဘူးပေါ့အဲ့လိုမျိုးတွေပြောတယ်ဘာပဲဖြစ်ဖြစ်ကိုအုံနောက်နဲ့ကိုချင့်ချင်ပြီးတော့ညာကြီးရှိရှိလေးတုံးပြီးတော့အပြင်ရောက်ဖို့အဓိကပဲသူ့အိမ်ထဲကနေအပြင်ရောက်ဖို့အဓိကမှာအလားပဲခေါင်းထဲမှာရှိရှူလေညခဲ့တိုင်းညစာတစီမှမစားဘူးတတိယမှာလှမ်းပြီးမက်ဆေ့ပို့တယ်မင်းညစာစားချင်မှလည်းနိုးလို့ပဲပြောလိုက်တယ်သူတို့မျက်နှာလည်းမကြည့်စင်တော့အရန်ကိုစိတ်ပင်ပန်တယ် အရင်အရင်စိတ်ပင်ပန်းနေ့စဉ်ရဆက်ဟဲ့သူ့ယောက်ျားနဲ့သူ့ယောက်ျားကိုယ်စကားလာပြောတိုင်းငါ့ကိုအမြဲတမ်းကြီးအော်ငါ့ကိုငါအမြဲတမ်းတင်းကြီးခတ်တယ်နော်အားအလုံးနဲ့ငါတာဝန်ကျေတယ်ငါလုံးဝဘာတစ်ခုမှမလုပ်ရရအောင်အဲ့တော့အမြဲတမ်းကြီးဒီလိုကြီးအော်ငါ့ကိုဘယ်တော့ကြာတက်ခတ်တိုင်းပါလဲအခုရော့ပြရရတေချာပေါက်ဖုတ်သိမ်းပါပါဒီမလေးတို့တော့အဆက်အသွယ်ပြတ်မယ်အမအေးအရှိအစ်စ်ပြန်ရပြီဆိုရင်အကုန်လုံး ခြပြတင်စရာတွေချိတာတွေလည်းအကုန်ခြပြပြီးပဲပြည်ကကျမလေးတို့လုံးဝကိုတရားတာအစစ်မပြေဘူးကို့မှာကြီးလက်စားစားနေရတယ်လို့ပဲညာဆိုလဲအပေါက်တာပိတ်ထားတာပဲအေးရဲဘူးလေကပြပဲချိန်ပြဘာလုပ်မလဲပေါ့တော့တခုခုပြလုပ်ပြမှာအရန်ကြောက်တယ်အခု9နာရီ17မိနစ်ရှိပြီပတ်လေးတော့သူတို့လိုက်တထိလိုက်ဖို့ပဲလို့ပြောတယ်ဘာပဲဖြစ်ဖြစ်အချိုးတော့တက်အောင်ပါပဲသိရမလားအချိုးမတက်လို့မရပါဘူးအဓိကကိုကဒီအေးလေးရတယ်လွတ်ဖို့အရေးကြီးတယ်သူတို့အချစ်ရောဘာမှမတက်နိုင်ဘူးတထိရညာမက်ဆေ့ချ်ထဲမှာဘယ်လိုပို့လဲဆိုတော့ မင်းတို့လည်းဆူဆူရွရမဆက်ဆက်တိုင်းဘူးတဲ့မင်းကအရင်သဘောကောက်တဲ့အရင်တူးချက်တယ်ပေါ့နော်ကိုကသူကလေးသူသားတပည့်တော့အောင်ပါလေကိုကဆက်ဆက်တာတူးချက်တယ်ဆက်ဆက်တာညင်သားတယ်ပေါ့ကွယ်ကိုကလည်းမွေးထားကလေးတော့အောင်ရှိတဲ့အတွက်ကိုသားတပည့်ရေလူကသဘောထားတာဗာလေးဖြစ်လိုက်ဖြစ်လိုက်ကိုကပြပြတည်းလှုပ်ပြီးတဲ့ကလေးတွေအဲ့ဒါလေးသိနေရောသူကမင်းတို့လည်းဆူဆူရွရဆက်ဆက်ခိုင်းပေမဲ့မဆက်ဆက်တိုင်းဘူးဆို တွေ့ရသဘောပေါက်တယ်အဲ့တော့ကိုကကြောက်သွားတာတတိယအချို့တက်မှန်ရတော့မယ်ဆိုအမညာစကားကိုသူ့အလိုက်ထိုက်ပြန်ပြောရတယ်ပပငါလည်းမေးကိုလွှဲပါပါငါအပြင်ရောက်သွားတဲ့အိမ်အစ်ပြောင်းသွားတယ်ငါမေးကိုခါတတိယနေ့မှာငါမေးကိုအပြင်မှာတွေ့မှာပါညာတဲ့ကိုမှအလိုရအချို့တက်ထားပါတယ်ညီမလေးတို့ရေးပြဿနာတစ်ခုဖြစ်ပြီဆိုရင်ဒုံးတိုက်တိုက်ကြားကြက်ကြီးမလုံးနဲ့တော့တတိယအချို့တက်တဲ့တတ်တဲ့အဓိကဒီတတိယဒီလိုက်ပို့ပြီးတော့တတိယဒီလိုက်ပို့မှာငါတို့ကရုံးကိုပြန်ရောက်ပါရုံးမှာတော့ဒုက္ခစရိယာတော့ခံအောင်ပါပေါ့နော်အနေစင်းရဲ့အစာစင်းရဲ့ ပြီးရင်မလားဒါပေမဲ့အဲ့ဒါကြီးကပြဿနာမရှိဘူးအဓိကသူကိုဘာမှမလုပ်တော့ဘူးရေးကြည့်တယ်စိတ်တွေရှုံလို့ညတော့ message တွေများဆိုတကယ်တကယ်တကယ်အပြုံးမဆိုးသီးလားစိတ်တွေရှုံတယ်ရိုးကိုယူတော့မယ်သီးလားနန်းကျင်နာရီရောရှုံကျင်နာရီရောဘာလဲနောက်တော့စခုဘာလဲပို့တူတွေလေပို့တူတွေဖတ်နေတဲ့ပုံတွေနန်းနေတဲ့ပုံတွေအဲ့လိုမျိုးတွေကစပို့လားပြီးလို့ရှင်ကိုလေးလေးသိရမလား ယူတော့ပဲယူတော့ပဲအဓိကကတော့ဒီအင်းလေးကကိုလွတ်ပြီဆိုရင်ကိုဆက်သွဲလို့ရရင်တစ်တော်ပြန်တက်လာမယ်เนาะညီမလေးတို့အမလောလောဆယ်တစ်တော်ကနေပျောက်သွားလို့ရှင်လည်းစိတ်မပူပါနဲ့လို့ပျောက်ရှင်လည်းပျောက်မပျောက်ရှင်လည်းမပျောက်ဘူးအချိန်လေးတည်းကဘာမှမတည်နေဘူးကြိုးပြီးတော့အမပြောထားတာအမရဲ့ဗီဒီယိုလေးကိုလည်းများများလေးတည်အောင် share ပေးပါเนาะစိတ်တွေရှုပ်နေအမယုံဟာနေစွာဂျူဂျူတို့ယုံပါဂျူဂျူကိုတိမာပါလိုင်းပေါ်မှာနေနေနမည်ကြီးတဲ့ညီမလေးရဲ့ယုံပါပါအမလေးဘာပဲဖြစ်ဖြစ်အိုမန်မှာရှိနေတဲ့ညီမလေးတွေ အနေချောင်းအစားချောင်းပြီးရောဆိုပြီးတထည်တွေလည်းပျော်နေဖို့မနေပါနဲ့နော်ကို့ဘဝကို့ကို့ဟာကိုတန်ဖိုးထားမှအဆင်ပြေမှာပါနော်ဒီနိုင်ငံကလားတွေကမိန်းကလေးတွေချောရင်အကုန်နာဘူးပါလေတဲ့အမတထည်ကိုလည်းပြောတာပါငါ့ကိုကြိုက်လို့မရအောင်ငါယောက်ျားရှိတယ်ကလေးတော့ရှိတယ်ဆိုတာပြောတာတောင်းပါပဲပြဿနာမရှိဘူးတဲ့သူတို့နိုင်ငံယောက်ျားတွေအများစုတည်မိန်းကလေးတွေချောရင်လှရင်ကြိုက်ခွင့်ရှိတယ်တဲ့ ာပြဿနာမှမရှိပါဘူးလေရှင်အဲ့ဒီတော့မြန်မာမိန်းကလေးတွေရေကိုရီးယားမတက်တာလို့မြန်မာပြည်မှာအဆင်မပြေလို့ဒီနိုင်ငံကိုလာပြီးအလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကိုကိုကိုတန်ဖိုးထားပြီးတော့စောင့်ရှောက်ပါအမကတော့အနေချောင်အစားချောင်မလိုဘူးသူတို့ပြီးရလာစားနဲ့တန်ရတန်ကြီးပြန်ပြီးအလုပ်လုပ်ပေးမယ်ကိုခန္ဓာကိုယ်လည်းအဖြတ်စီးမခံနိုင်ပါဘူးမြန်မာလေးတို့ရေနမူနာယူပြီးကိုအုံနှောင်းနဲ့ကိုချစ်ချိန်ပြီးတော့စဉ်းစားဆုံးဖြတ်ပြီးတော့ အလုံးလုံးနိုင်ကြပါစေလို့အမဒါပဲပြောချင်တယ်ဒီတာအချိန်ရလက်စီပြီးအမတက်တော့ပျောက်သွားရင်လည်းမပူပါနဲ့ဒီရဗီဒီယိုဖိုင်လေးကိုလည်းများများ share ပြီးတော့များများ like လုပ်ပေးပါနော်လူသိများအောင်လို့တခြားနေကိုတစ်ခုခုဖြစ်မှလည်းကိုကိုကိုကြောက်တယ်ဒီတာအခုကိုကအပြင်မရောက်သေးဘူးသူတို့ကိုကိုတစ်ခုခုတော့မှလည်းကြောက်တယ်စိုးရိမ်စိတ်တွေလည်းပေါ့နော်တညာလုံးမအိတ်နိုင်ဘူးမအိတ်နိုင်ဘူးအချိန်ပြီးသွားပြီဒါပဲတော့ညီမလေးတို့ fight the fight the မြန်မာနိုင်ငံသားတွေအနေနဲ့ကမြန်မာပြည်မှာလောက်ခလာစာနေပါမှုတွေလောက်ကైခွင့်လန်းရှားပါမှုတွေကြောင့် နောက်ကုန်စည်နှုန်းကြီးမြင့်မှုတွေပေါ့နော်ဒီလိုခက်ခဲတွေရှိတဲ့အတွက်နိုင်ငံရဲ့ချာမှာအခုလိုပဲတွားရောက်ပြီးတော့အလုပ်လုပ်ကင်ကြရပါတယ်ဒီအခြေခံလူဒန်းစားတွေမှာဆိုရင်မိသားစုတိုင်းဒီပါကနိုင်ငံရဲ့ချာမှာတယောက်လောက်အလုပ်သွားလုပ်မှစာဝတ်နေရေးတက်တာချောင်လဲတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာပါအခုလိုပြောတာကဒါဟိုချမ်းသာကြွယ်ဝပြီးတော့ပေါ့နော်လောက်ခလာစာကောင်းတဲ့အတိုင်းဝိုင်းနဲ့ဆိုရင်တော့မှန်ကြမှာမှန်လိမ့်မယ်သို့တော့အခြေခံလူဒန်းစားတွေမှာဆိုရင်တော့ဒီမြန်မာပြည်ထဲမှာ အလုပ်လုပ်ပြီးတော့ဗောနော်ယာရီလာစာကစာဝင်နေမိသားစုအတွက်စာဝင်နေလေပတ်ဖို့ကဘလို့မှမလုံလောက်ကြပါဘူးအဲ့တော့ဒီလိုအခြေအနေမျိုးမှာနိုင်ငံရေးချာမှာတွားပြီးအလုပ်လုပ်ကြရတယ်အဲ့လိုတွားပြီးအလုပ်လုပ်တဲ့အခြေအနေမှာလည်းစင်ကာပူတို့ကိုရီးယားတို့ဂျပန်တို့ဆိုလို့ရှိရင် demand တွေရှိတယ်ဗောနော် demand တွေရှိတယ်ဆိုတာကဒီလိုအပ်ချက်တွေရှိတယ်ဗောနော်လိုအပ်ချက်တွေများတယ်သွားဖို့အတွက်ကုန်ကျစရိတ်တွေများတာတွေရှိတယ်။နောက်ဒီ personality ရလည်း သတ်မှတ်ချက်တွေပေါ့နော်အဲ့အရာတွေကိုဝင်အောင်ကြိုးစားယူရတယ်ဒီအိုမန်တို့ကြတော့ကုန်ကျစရိတ်ကလည်းတက်တာလွန်းနေဘာမှလည်းမလိုအပ်ဘူးဒီအိုမန်ကြတော့အဲ့လိုမျိုးသတ်မှတ်ချက်တွေလည်းတိတ်မရှိဘူးဝေကြီးကုန်ကျစရိတ်လည်းတက်တာလွန်းနေအဲ့ဒီလိုအခြေအနေမှာအခုနောက်ပိုင်းနှစ်တွေမှာအဲ့လိုမျိုးအိုမန်မှာသွားပြီးတော့အိမ်ဘာလုပ်ကြတဲ့မြန်မာမိန်းကလေးတွေများတယ်အဲ့ဒီအိုမန်မှာလှုပ်သွားလှုပ်တဲ့မြန်မာမိန်းကလေးတွေတိုင်းဝမ်းကနေပြီးတော့လည်းမကြမကြကြားနေရတာရှိတယ်ဒါက မတရားအခိုင်ခံရတာတွေအခုလိုမျိုးလိမ်ပိုင်းဆိုင်ရာမျိုးထိပါခံရတာတွေတချို့မြန်မာမိန်းကလေးတွေဆိုလို့ရှိရင်လည်းဒီပြန်ကန်ဒီအခြေအနေဆိုလို့ရှိရင်ဖိနှိပ်ညှဉ်းဆဲခံရတာတွေနိုင်ကျင်ခံရတာတွေပေါ့နော်အဲ့လိုမျိုးတွေလည်းကြုံနေရပါတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့လည်း line ပေါ်မှာသတင်းတွေမကြာမကြာတွေ့နေရပါတယ်တချို့မိန်းကလေးဆိုလို့ရှိရင်မိန်းကလေးတယောက်ဆိုလို့ရှိရင်ဒီအိုမန်နိုင်ငံမှာလှုပ်သွားလှုပ်ရင်းနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေခံရပြီးတော့ပေါ့နော်ဘယ်လိုတွေနိုင်ကျင်ခံခဲ့ရလဲတော့မသိဘူးစိတ်ပုံမှန်မဟုတ်တဲ့အခြေအနေထိရောက်သွားတာမျိုးတွေလည်းရှိပါတယ်အဲ့ဒီမိန်းကလေးတယောက်ဆိုလို့ရှိရင်အိုမန်ကနေပြီးတော့အဲ့လိုစိတ်ပုံမှန်မဟုတ်တော့တဲ့အတွက် လမ်းပေါ်မှာရှောက်သွားနေတဲ့အချိန်တွေမှာမြန်မာချင်းချင်းကူညီပြီးတော့ဗောနော်ပြန်ပို့လိုက်ပါတယ်ပြန်ပို့လိုက်တာဟုတ်သူထိုင်းကိုမြန်မာကိုတန်းရောက်မလာဘဲနဲ့ထိုင်းကိုရောက်လာတယ်ထိုင်းကိုရောက်လာပြီးမှထိုင်းကသူ့ရဲ့ဆွေမျိုးသားချင်းတွေရဲ့ကူညီနဲ့ဗောနော်မြန်မာကိုပြန်ပို့တယ်ဗောအဲ့လိုမျိုးတွေလည်းရှိပါတယ်နောက်ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်လည်းအဲ့မှာ main ကလေးတယောက်ကိုဒီလိန်ပိုင်းဆိုင်ရာထိပါဖို့ပေါ့နော်အင်ရှင်တတိယကြိုးပမ်းမှုကြောင့်အဲ့ဒီ main ကလေးကသူ့ရဲ့အခြေအနေကို agent ရုံးကိုပြန်ပြီးတော့တိုင်နေပေါ့နော်အဲ့လိုပြန်တိုင်ရမလားဆိုပြီးတော့ အဲ့ဒီမိကလေးရဲ့ဖုန်းကိုဖွင့်ဖွင့်ခိုင်းနေတာပေါ့နော်ဖုန်းကိုတင်တောင်းနေတဲ့မိကလေးဖုန်းကိုဖွင့်ပေးတယ်အဖုန်းမဖွင့်ပေးရမလားဆိုပြီးတော့ရိုက်နေနေတဲ့အတန်တွေကိုကြားနေရတဲ့ဗီဒီယိုဖိုင်လေးလည်းတက်လာပြီရှိပါတယ်ဘွန်ဖုန်း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 

Phone, phone, open phone, open, open 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 wifi, open phone, open open phone. No, open open cep 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 open phone open open phone open phone open <laughs> phone open. Open. open phone phone open open phone you know can open phone oh, open phone phone open သူက open phone ဗီဒီယိုရိုက်လို့အဆင်မပြေတဲ့အတွက်အတန်သွင်းထားလိုက်တာပါနော်အဲ့တော့ဒီမှာ main key နေနဲ့ဖြစ်နိုင်ရင်တော့ဒီလိုအိုမန်လိုနိုင်ငံမျိုးကမသွားကြဖို့တိုက်တွန်းချင်ပါလေသွားဖို့လှုပ်ဆောင်နေတဲ့သူတွေရှိရင်လည်း ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေပေါင်းတင်မိသားစုဝင်ထဲမှာပေါ့နော်။တွားဖို့လှုပ်ဆောင်နေတဲ့သူတွေရှိရင်လည်းပြန်ပြီးစဉ်းစားကြစေချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအိုမန်နိုင်ငံဆိုတာကပေါ့နော်စင်ကာပူတို့ကိုရီးယားတို့လိုမျိုးပေါ့နော်ဂျပန်တို့လိုမျိုးလူခွင့်ရေးကိုဦးစားပေးတဲ့နိုင်ငံမျိုးလည်းမဟုတ်ပါဘူးနော်။သူတို့နိုင်ငံကဒီမိုကရေစီနဲ့အုပ်ချုပ်တဲ့နိုင်ငံလည်းမဟုတ်ဘူး။သူတို့ဒီဘရင်အုပ်ချုပ်တဲ့စနစ်တွေနဲ့ပေါ့နော်လူခွင့်ရေးလို့ဒီလိုမျိုးနိုင်ငံခြားသားတွေအနေနဲ့အိမ်ပေါ်တယောက်အနေနဲ့လူခွင့်ရေးပညာဘာမှ မရှိဘူးပေါ့နော်အရေးတွေပိုင်းတိုင်လို့တော့ရတယ်ဒါပေမဲ့လည်းဒီ ancient တွေရဲ့လွှမ်းမိုးချုပ်ချယ်မှုကအရန်ကိုကြီးမားတဲ့အတွက်ပေါ့အဆင်မပြေဘူးပေါ့နော်အဲ့တော့အဖြစ်နိုင်တော့မသွားကြဖို့တိုက်တွန်းခြင်းတယ်တကယ်လို့သွားမယ်ဆိုလဲတေချာကောင်းတဲ့ agent တွေနဲ့တခုခုဖြစ်လာရင်ကိုယ်ကူညီပေးနိုင်မယ့် agent မျိုးနဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့မှသာသွားကြတင်တယ်ပေါ့နောက်တစ်ခုကဒီမျိုးသမီးပြောရတဲ့နေရာမှာဆိုလဲသူကဒီနှာဘူးကျနေတဲ့ ancient နဲ့အဆင်ပြေအောင်သူပြန်ပြောလိုက်ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့တချို့တွေကအမြင်တွေကွဲပြားကြတာမျိုးရှိတယ်ဘာလို့ပေါ့ အဲဒီလိုမျိုးပြောလိုက်တာလေပေါ့အခုလိုပြောလိုက်ခြင်းအပြင်ကိုကဟိုအလိုလိုလိုပါပုံစံမျိုးပေါက်သွားနိုင်တယ်ပေါ့ဒါလည်းမှန်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အခြေအနေကကြတော့လေဒီလိုမှလိုင်ယွန်ကြီးတွေမဖြစ်လို့ရှင်ဒီထက်ဆိုတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရလိမ့်မယ်ပေါ့နော်တချို့မိန်းကလေးတွေဆိုလို့ရှင်ပိတ်ထားပိတ်လောင်ခံထားရတဲ့အခြေအနေမျိုးတွေလည်းရှိတယ်ဒါကမြန်မာမှမဟုတ်ပါဘူးအရင်ကဆိုလို့ရှင်အာဖရိကနိုင်ငံတွေကနေပြီးတော့ဒီလိုပဲအိုမန်မလာပြီးလှုပ်လှုပ်တဲ့မြန်မာမိန်းကလေးတွေရောင်းစားခံရတာတွေလိမ်ပိုင်းဆိုင်ရာကျူးလွန်ခံရတာတွေရိုက်နှက်နှင်းဆဲခံရတာတွေနဲ့လည်းကြုံခဲ့ရတဲ့အင်တာဗျူးတွေရှိပါတယ် ိဆိုအနေနဲ့သိကျင်တယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတွေလည်းရှာကြည့်လို့ရပါတယ်နော် BBC မှာတော့တင်ထားတာရှိပါတယ်ကျွန်တော်အနေနဲ့တော့ဒီအိုမန်နိုင်ငံကသွားဖို့သိကောင်းနေတယ်တော့မပါဘူးလို့ပဲပြောချင်ပါတယ်မိဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးဘူတူတာရကြရတယ်တင်ချက်လက်တွေစိတ်ဝင်စားစရာအကြောင်းအရာတွေတိထားတဲ့အကြောင်းအရာတွေကိုစင်စက်မပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နှိပ်ပြီး notify လေး on ခဲ့ဖို့မြတ်တရရခံကြပါတယ်ချစ်စုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မိဆွေတို့အားလုံးလည်းဘေးကင်းကြပါစေ